မင်္ဂလာပါရှင်2025ခုနှစ်မေလ21ရက်နေ့ရက်ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မို့မို့ပါရှင်။တန်တောင်ကြီးမှာရှိတဲ့စစ်တပ်ကြီးတိုက်ခိုက်ရေးသင်တန်းကျောင်းကို short tight drone နဲ့ပစ်ခတ်မှုမှာဗိုလ်မှူးတချို့အပါအဝင်စစ်သား9ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။တော်လရေးတပ်ဖွဲ့တွေပစ်ချခဲ့တဲ့စစ်ကောင်စီရဟတ်ရင်နဲ့လင်းရင်တွေဟာအနည်းဆုံး6စီးရှိသွားပါပြီ။ ဖားကောက်ကိုခြစ်တက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတရားညီနောင်မှာပိတ်ဆို့တိုက်ခိုက်မှုမှာစစ်တပ်ဘက်မှကြီးကိုက်တေဆုံမှုများပြားပြီးလက်နက်ခဲရများလည်းသိမ်းဆီးရရှိခဲ့ပါရဲ့ရှင်။ငဇိုမျိုးနဲ့မြို့သားရဲစခန်းကို drone နဲ့ပုံကျွဲမှုမှာစစ်သား5ဦးတေဆုံသွားပါတယ်။တိုင်းရင်းသားဒေသတွေနဲ့မြေလက်ဒေသတွေကိုကြီးနဲ့လေမှစစ်ရှယ်ညှဉ်းရန်စစ်ကောင်းဆောင်ကစီမံချက်ချနေပါတယ်။ဒီသတင်းနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပြမဆောင်တရင်တပုတ်အနေနဲ့ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘရင်နောင်တပ်မြို့မှာရှိတဲ့တပ်မတော်ကြီးတိုက်ခိုက်ရေးကြောင့်ဘရင်နောင်ကို short tight drone နဲ့ပစ်ခတ်ခဲ့ရမှာဗိုလ်မှူးသုံးဦးအပါအဝင်စစ်သား9ဦးသေဆုံးခဲ့ကြောင်း Brave Warrior for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။မေ16ရက်နေ့နနက်9:20မိနစ်ကတန်တောင်ကြီးမြို့နယ်ဘရင်နောင်တပ်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်မတော်ကြီးတိုက်ခိုက်ရေးကြောင့်ဘရင်နောင်အတွင်းကိုတရခုံမမ short tight drone ၅လုံးနဲ့ စ်ခတ်ခဲ့ရမှာလေးလုံးအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်းလည်းသိရပါတယ်။တိုက်ခိုက်မှုအတွင်မှာတင်နန်းသားအရာရှိဘူမူ9ဦးစိုးရင်ဖွဲ့ရာတန်ရာရရှိခဲ့ပြီးသူတို့ကိုတက်မတော်စစ်စေးယုံကိုပို့ဆောင်ကုသဆင်မှာ3ဦးသေဆုံးသွားကြောင်း။ဒါပြင်ကျောင်းဥကြီးလုံယုံရေးစစ်သည်2ဦးဒူတက်ကျန်2ဦးတို့ပွဲချင်းပြီးသေဆုံးခဲ့ရာစုစုပေါင်းသေဆုံးသူ9ဦးရှိကြောင်းလည်းသိရပါတယ်။ဒါအပြင်ကျောင်းအုပ်ကြီးနေအိမ်ကားကိုရောင်နဲ့ကားအကြီး၂စီး တည်ရင်မူသင်္ဍန်သားအရာရှိအိတ်ဆောင်များဖြစ်တဲ့အင်ဂျင်ဆောင်၊ဒဇင်ဆောင်၊နင်းစီဆောင်များ၊ကျောင်းပေါ်ဟိုကင်း၊ကင်းသားအိတ်ဆောင်ထိမှန်ပြီးတနက်တင်စင်6ခုကျောင်းဌာနချုပ်လက်နက်တိုက်ညနေချက်ပွင့်ထွက်၍လက်နက်များထိခိုက်မှုရှိကြောင်းကျောင်းပေါ်ဟိုကင်းကင်းသားအိတ်ဆောင်ထိမှန်ခဲ့မှုကြောင့်စစ်တီ3ဦးတန်ရာရရှိခဲ့ကြောင်းလည်းသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကို Brave Warrior for Myanmar BWM Anti-Coup People Liberation Force ACPLF Mountain Knife Civilian Defense Force MKCDF KNLA တမဟာနှစ်တရင်ငါတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်ရှုံးကောင်စီရဲ့တမရော်ကြီးတိုက်ခိုက်ရေးကြောင့်ဗရင်နောင်ကအောက်မြမာပြည်မှာရှိတဲ့တရင်တပ်ဖွဲ့အသီးသီးကိုဦးဆောင်နေကြတဲ့အရာရှိများအတွက်တဆူမှုတက်ခွဲမှုနဲ့တရင်မှုတင်နန်းပေး၍တိုက်ခိုက်ရေးပညာတွေကိုအဓိကတင် जा ပေးနေတဲ့ တိုက်ခိုက်ရေးတင်ထမ်းကြောင်းဖြစ်ပြီးစစ်ရှုံးကောင်စီရဲ့ဩဇာခံ၍ပြည်သူလူထုကိုနှီးမျိုးစုံနဲ့နှိပ်စက်ရန်စစ်ကောင်စီရန်တရားကိုအမိတ်ပေးကုတ်ကဲနေတဲ့စစ်ကောင်စီအရာရှိများကိုပြည်သူကိုစားတံပြန်တိုက်ခိုက်ရန်ရည်ရွယ်ရင် BWN နဲ့မဟာမိတ်အဖွဲ့တွေက BWN Mushroom 38အဖြစ်ပေါ်ဆောင်ခဲ့ကြောင်းအသိပေးထားပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော်လှန်ရေးတပ်ဖွဲ့တွေကစစ်ကောင်စီကိုခုခံတွန်းလှန်ရေးပြစ်ချနိုင်ခဲ့တဲ့ စစ်တပ်ရဲ့လေရင်နဲ့ရဟန်းရင်အစည်းရေအ ਨੇ ဆုံး၉စီရှိပြီးဖြစ်ပါတယ်။ KIA နဲ့ပူပေါင်းတပ်ဖွဲ့တွေကမေ20ရက်နေ့မှာပမော်မြို့မှာရှိတဲ့အမတ်21စစ်စင်ရေးကုကဲမှုဌာနချုပ်စခခ21ကိုစစ်ကူနဲ့ခင်ရန်ရိတ်ခါလာပို့တဲ့ရဟန်းရင်၃စီကိုပစ်ချတိုက်ခိုက်ခဲ့ရမှာနှစ်စီးထိမှန်ခဲ့ပြီးတစ်စီးကရွှေကူမြို့အနီးတစ်တော်တဲ့မီးလောင်ကျွမ်းပျက်စီးခဲ့ပါတယ်။တဲယူပို့ဆောင်ရေးရဟန်းရင်ဖြစ်တဲ့ MI17 ပေါ်ပါတဲ့စစ်သားတွေအကုန်သေခဲ့ပြီး တေဆုံးသူတွေထဲမှာပြူဟာမှုတဦးပါတယ်လို့စစ်ရေးသတင်းမြစ်ကပြောပါတယ်။ကြံတဲ့ဒစီမှလည်းထိခိုက်ပျက်စီးမှုများရှိပြီးရွှေကူမြို့ကိုအရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ KIA ဟာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းစစ်တပ်ရဟတ်ရင်နဲ့လင်းရင်တွေကိုပြစ်ချဖျက်ဆီးနိုင်ခဲ့တာမှာအ ਨੇ စုံ၄စီးရှိပြီးဖြစ်ပါတယ်။ဒါဟာတော်လန်ရေးအဖွဲ့တွေထဲမှာစစ်ကောင်စီရဲ့ရဟတ်ရင်နဲ့လင်းရင်ကိုအများဆုံးပြစ်ချနိုင်တာလည်းဖြစ်ပါတယ်။ မေ20ရက်နေ့ကပြစ်ချနိုင်ခဲ့တာကိုနှစ်စီးလို့တွက်ရင်၅စီးရှိပြီဖြစ်ပါတယ်ရှင်။2021မိုးမောင်းမြို့နယ်မှာ MI 35ရဟယင်တစီ2024ဇန်နဝါရီလ3ရက်နေ့မှာဝိုင်းမော်မြို့နယ်မှာလည်း MI 35ရဟယင်တစီ2024ဇန်နဝါရီလ16ရက်နေ့မှာကုတ်ခိုင်မြို့နယ်မှာ FTC 2000G တိုက်လေရင်နဲ့အခုအချိန်မှာ MI 17ရဟယင်နှစ်စီးကိုပြစ်ချခဲ့တာပါ။ MI17 ရဟတ်ယာဉ်နှစ်စီးကိုပြစ်ချတိုက်ခိုက်ခဲ့တာမှာတစ်တော်တဲ့ပြက်ကြမိလောင်ပြီးစစ်သားတွေတေဆုံးနေတဲ့ရုတ်တံမှတ်တမ်းတွေပါထွက်ပေါ်နေပေမဲ့စစ်ကောင်စီကရုတ်တရက်မတော်တဆဖြစ်ပြီးပြက်ကြတာလို့သတင်းလိမ်လည်ထုတ်ပြန်ထားပါတယ်ရှင်။ဆက်လက်ပြီးကချင်ပြည်နယ်ဖားကန်းမြို့နယ်ကိုခြိတက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတရားညီတော်မှပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာစစ်သားအများပြားထိခိုက်ဒေဆုံးမှုရှိပြီးလက်နက်ခဲယမ်းများလည်းသိမ်းဆီးရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းမြစ်ကပြောပါရတယ်။ ယနေ့မေ22ရက်နေ့ဖားကန်းမြို့ကိုစစ်ကြောင်းနှစ်ကြောင်းနဲ့ခြေတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကလဝါကာမိုင်းနန်ယာဖားကန်းလမ်းပိုင်းမှာရှိတဲ့တရားညီနောင်ကိုရောက်ရှိနေပြီး KIA KPDF တပ်ဖွဲ့ဝင်တွေကပူးပေါင်းတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားအများပြားတေဆုံးခဲ့ပြီးလက်နက်ခဲယမ်းများသိမ်းဆီးရရှိခဲ့တယ်လို့ဆိုပါတယ်အခုလောလောဆယ်နန်ယာကိုကြော်လာပြီးတော့တရားညီနောင်သားတဝိုက်မှာတိုက်ပွဲအကြီးအကျယ်ဖြစ်နေတာ ဒီနေ့လဲမနက်ပိုင်းမှာ Jet Fighter နှစ်စီးနဲ့လာပစ်တယ်။မနေ့တုန်းကရောတနေ့တုန်းကပါ နေ့တိုင်း Jet Fighter နဲ့လေချောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်။ဒီမှာစစ်ကောင်စီဘက်ကထိခိုက်တာတွေတေဆုံးတာတွေအများကြီးရှိတယ်။နောက်ပြီးတော့သူတို့စီကလက်နက်တွေသိမ်းဆည်းရရှိတာအများကြီးရှိတယ်။တိုက်ပွဲကတော့နေ့တိုင်းပြင်းထန်နေတယ်။လောလောဆယ်တော့တရားညီနောင်ကိုနည်းနည်းကျော်လာပြီးထိခိုက်ကြဆုံးတာရှိပေမဲ့စစ်ကောင်စီတွေကအသေးခံပြီးတော့တက်လာတာလို့ KIA စစ်ရေးသတင်းမြစ်ကပြောပါတယ်။ KIA KPDF ပူပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့လဝကာမိုင်းနှံ့ရဖားကန့်လမ်းပိုင်းနဲ့အင်းတော်ကြီးဖားကန့်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရေးအတွက်အကြမ်းဖက်စစ်ကောင်စီတပ်ကစစ်သားပြည်သူစစ်ပူပေါင်းကအင်အား600ကျော်တင့်ကား2စီးတို့ဖြင့်ဖားကန့်ကိုချီတက်နေခြင်းဖြစ်ပြီး28ရက်ကြာမြင့်ခဲ့ပြီးဖြစ်တော်လဲဖားကန့်မြို့ကိုရောက်ရှိလာခြင်းမရှိသေးပဲလဝကာမိုင်းနှံ့ရဖားကန့်လမ်းပိုင်းမှာတရားညီနောင်မှာ KIA KPDF တပ်တွေကပိတ်ဆို့တိုက်ခိုက်နေတာလည်းဖြစ်ပါတယ် ဲ့ဒီတိုက်ပွဲတွင်ဖာကန်မျိုးအခြေဆိုင်တမကုံမှာလက်နက်ကြီး၃လုံးနဲ့ပစ်ကူပေးကြောင်းလဲသိရပါတယ်ရှင်။မနေ့ကလည်းဖာကန်တမကုံကနေတိုက်ပွဲဖြစ်တဲ့ဖာကန်လမ်းဘက်ကိုလက်နက်ကြီး၃ချက်ပစ်ကူပေးတယ်။ဖာကန်မှာတော့အခြေအနေနည်းနည်းညှိနှက်နေသေးတယ်။ဖာကန်မျိုးပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတက်စကန်အပြင်အောင်တိတ်မထွက်ရဲတော့ဘူး။ဖာကန်တမကုံဖာကန်ရဲစခန်းကန်စီဖြူဟာကိုမဆွတ်ရန်ထံရန်ချက် စစ်စခန်းအဲ့ဒီနေရာမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင်းမထွက်ရတော့ဘူးဖားကမာက KIA KPDF တပ်ဖွဲ့ဝင်တွေကနယ်မြေစိုးမှုထိန်းချုပ်ထားတယ်လို့ KIA စစ်ရေးသတင်းမြစ်ကပြောပါတယ်ရှင်အကြံဖတ်စစ်ကောင်စီတပ်ကကြောက်စိန်အ धिक ထွက်ရှိရာဖားကမ်းမြို့ကိုအ धिक ဦးတည်ပြီးတော့အင်အား600ကျော်နဲ့စစ်တောင်းထိုးနေတယ်လို့လည်းဆိုပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းငဇုံမြို့နယ်မြို့သားရဲစခန်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာစစ်သား5ဦးသေဆုံးခဲ့ကြောင်း ကြောက်စဲခရိုင်အမှတ်1844ဒရုန်းတပ်ရင်းမှတပ်ရင်းမူဆရာလေးကပြောကြားပါတယ်။မေ19ရက်နေ့ည9:00နာရီအချိန်မှာငစုံမြို့နယ်မြို့သားရဲစခန်းမှာစစ်ကောင်စီတပ်သားအင်အား80ခန့်ထတ်တိုမြင့်ထားသဖြင့်3.5 kg ဒရုန်းဘုံနှလုံး5 kg ဘုံတစ်လုံးစုစုပေါင်း2ကြိမ်ကျဲချတိုက်ခိုက်ခဲ့ရာ ကင်းမုံဝင့်နေတဲ့စစ်ကောင်စီတပ်သားအုပ်စုအတွင်ကိုကြာရောက်ပောက်ကွဲခဲ့ပြီးစစ်သား5ဦးသေဆုံးက4ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။နှစ်ထိုးဘက်မှာတိုက်ပွဲဖြစ်နေတာကိုစစ်ကူသွားဖို့အဲ့ဒီဘက်အတွက်ကျွန်တော်တို့အဖွဲ့ကဖြတ်တောက်ရေးတာဝန်ယူထားရတာဖြစ်တဲ့အတွက် drone နဲ့တိုက်ခိုက်ခဲ့တာ။ drone နဲ့တိုက်ခိုက်ရေးလောက်တာကတော့နှစ်ကြိမ်လောက်တာ။ပထမအကြိမ်က3.5 kg တလုံးရဲ့တစ်ကြိမ်၊ဒုတိယတစ်ကြိမ်က5 kg ဘုံးသီးနဲ့တစ်ကြိမ်။တင်းရထားတာကစခရီဘန်ကာနဲ့ အဆောက်အအုံတွေတည်းရှိတာလို့သတင်းရထားတာဘန်ကာမှာကလက်နက်ကြီးစက်ကလေးလဲထိုင်ထားတယ်သတင်းရတော့ဘန်ကာကိုအရင်ဖြိုမယ်ဆိုပြီးတော့ဘန်ကာပေါ်အရင်ချတာဒါပေမဲ့ညခင်းမှာကလေတိုက်နှုံကအားပြင်းတော့ပထမအကြိမ်ချတဲ့အချိန်မှာဘန်ကာရဲ့အနောက်ဘက်ကိုယွန်းပြီးတော့ဘုံကကြာသွားတာဖြစ်ချင်တော့ဘန်ကာထဲမှာစခနှကောင်လောက်ပဲရှိတာဘန်ကာနဲ့ကလျက်ခြံစည်းရိုးတစ်လျှောက်မှာကစခ၁၀ကောင်လောက်ကကင်းပုံးွက်နေတာ အဲ့ဒီကင်းဘုံအုတ်ထဲကိုကျသွားတာဒုတိယတလုံးကတော့စာခရွေနေထိုင်တဲ့နေရာကိုချနိုင်ခဲ့တယ်။နောက်ဆုံးတင်းကတော့ငါးခေါင်တည်တယ်။လေးခေါင်အပြင်ထံတန်ရာရရှိတယ်လို့ကြောက်စဲခရိုင်အမှတ်1844ဒရုန်းတက်ရင်မှတက်ရင်မူဆရာလေးကပြောပါတယ်။တည်ဆုံသွားတဲ့စစ်ကောင်စီတပ်သားတွေကိုတင်းကြိုင်းကုန်းကိုတွားရောက်မမြုံနှံရဲသဖြင့်ရဲစခန်းအတွင်းမှာမြေကျင်းတူကတကြိုလိုက်ရကြောင်းတန်ရာရရှိသူတွေကိုလည်း စခန်းအတွင်းမှာစေကူတာနေပြီးမနေ့ကမေ20ရက်နေ့နံနက်ပိုင်းမှာမြို့သားရဲစခန်းအတွင်းကိုစစ်ကား3စီးနဲ့အင်အားထပ်ဖြည့်ထားကြောင်းလည်းသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကိုကြောက်စဲခရိုင်အမှတ်1844ဒရုန်းတရင်ညင်ချန်ခရိုင်အမှတ်6တရင်နဲ့မစုံမြို့နယ်ပကဖာတို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရွေးကောက်ပွဲမှတိုင်မီဆုံးရှုံးသွားတဲ့တိုင်းရင်းသားနယ်မြေတွေနဲ့နယ်မြေစိုးမှုမှုမရှိတဲ့မြေလက်ဒေသမှာနယ်မြေတွေကို ထိန်ချုပ်မှုရရှိနိုင်ရဲ့တိုက်စစ်အရှိန်မြင့်သွားမယ်လို့နေပြည်တော်မှာကျင်းပတဲ့အစည်းအဝေးမှာစစ်ကောင်ဆောင်ကပြောဆိုခဲ့ကြောင်းသိရပါတယ်။ဂရီနီနယ်မြေတောင်ပိုင်းတိုင်းစစ်ဌာနချုပ်စကိုင်းတိုင်းမြဝကျွန်းပေါ်နဲ့မန္တလေးတိုင်းအတွင်းမှာရှိတဲ့ကြီးချောင်းလေချောင်းနှစ်ခုလုံးကိုတုံပြီးရွေးကောက်ပွဲမှတ်တိုင်မီစတင်ဘာလမှာတပြိုင်တည်းတိုက်စစ်အရှိန်မြင့်သွားမယ်လို့စစ်ရုံးချုပ်အစည်းအဝေးရသိရကြောင်းတပ်တရင်ရင်းမြစ်ကပြောပါတယ်။မေ12ရက်နေ့ကနေပြီးတော့လက်အောက်ခံဗိုလ်ချုပ်တွေ စစ်စင်ရေးအထူးအဖွဲ့မှုကာဆာထမှုတွေနဲ့အစည်းအဝေးခေါ်ယူခဲ့တယ်။မေ15ရက်နေ့ကနေ16ရက်နေ့ထိစစ်တိုင်းမှုတွေကိုနေပြီးတော့ခေါ်ပြီးတော့ဇက်တိုက်အစည်းအဝေးလုပ်နေတယ်။နေရအပြောင်းလဲတွေလုပ်ဖို့ရှိတယ်လို့တည်ရင်မြေကပြောပါရရှင်။စစ်ရေးမြင့်တင်ရမယ့်ရက်ကိုအတိအကျသတ်မှတ်ထားပြီးစစ်ရင်အားလက်နက်ခဲယမ်းရိတ်ခါစေဝါများစုပုံထားရှိမဲ့စီမံချက်တွေကိုစစ်တိုင်းမှုများကမေလမကုန်ခင်စစ်ရုံးချုပ်ကိုပြန်လည်တင်ပြရမယ်လို့လဲဆိုပါတယ်။ စစ်ကောင်းဆောင်ကဂရင်းနီနဲ့စကိုင်းတိုင်းယခုတိုက်ပွဲပြင်းထန်နေတဲ့မြဝကျိုးပေါ်နဲ့မန္တလေးတိုင်းတို့အတွင်ကိုအထူးပြတ်မှတ်ထားပြီးတော့စစ်ရေးစီမံချက်တွေကိုချမှတ်ပြီးစစ်တိုင်းမှုကာဆာထမှုနဲ့အစည်းအဝေးကျင်းပတိုင်းထက်သွင်းပြောဆိုမှုတွေလှုပ်ဆောင်ကြောင်းစစ်ရုံးနဲ့နေဆက်သူတွေထံကနေသိရပါတယ်စစ်ရေးပြင်းထန်နေတဲ့ရခိုင် ကချင်းကရင်ဘက်ကမူထက်သွင်းဆွေးနွေးခြင်းမရှိသေးပဲအဲ့ဒီနယ်မြေတွေကိုကာဆာထမှုကသာတီးတန့်စီမံချက်နဲ့ ိုင်တွယ်ရမှာဖြစ်ပြီးနယ်မြေစိုးမှုမှုတွေပြုလုပ်နိုင်ခြင်းမရှိသေးတဲ့အညာမြေလက်ဒေတာနဲ့ရခိုင်၊ပဲခူးတိုင်းအဆက်ရခိုင်၊အေရဝတီတိုင်းအဆက်တို့ကိုအဓိကပြတ်မှတ်ထားပြီးတော့စစ်ရေးအရှိန်ညှင့်မှုစီမံနေခြင်းဖြစ်ကြောင်းလည်းသိရပါဗျ။လက်ရှိမှာစစ်ကောင်စီကစကိုင်းတိုင်းမန္တလေးတိုင်းတပိတ်ကျင်းမြို့နယ်နဲ့မြဝကျွန်းပေါ်မှာရှိတဲ့အင်ကပူလင်းမျက်နာတို့မှာနေ့စဉ်လေကြောင်းကနေဘုံကျဲတိုက်ခိုက်လျက်ရှိကြောင်းသိရပါရဲ့ရှင်။ ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါပြည်သူအလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်